မိတ်ဆွေအားလုံးမင်္ဂလာပါလူချင်း YouTube Channel မှာကြိုဆိုပါရခင်ဗျာကောင်းရုံမကူမစားဆိုင်လာတဲ့အချို့မှုန်လုံးတွေပိန်ချုံကိုရိပုံသွားတယ်ကျွန်တော်ထင်တာပြောရင်တော့သူကဒီမှာကပိန်ချုံတာနဲ့ရိပုံထားဆိုတာနှစ်မျိုးသူကနှစ်ပိုင်းဖြစ်နေအဲ့ဒါလေအဲ့ဒါနှစ်ပိုင်းဖြစ်နေပိန်ချုံတာပိန်ချုံတာသက်သက်တစ်ပိုင်းဗျရိပုံထားရိပုံထားတစ်ပိုင်းအဲ့နှစ်ပိုင်းခွဲလို့နှစ်ပိုင်းခွဲပြီးပြောရမယ်အပိုင်းရှိတယ်ဒါနဲ့အဲသူက ဘာကုံညာနဲ့စိုက်တာလဲဘယ်ဒေသမှာလဲမသိဘူး။အဲ့ဒါဒီလိုမျိုးပြဿနာတွေကဗီရာပေါင်းတွေမှာအများဆုံးဖြစ်တာ။ဒီလိုပြဿနာတွေကကျွန်တော်အတွေ့အကြုံရဗီရာပေါင်းတွေမှာအများဆုံးဖြစ်တာ။ဗီရာဖြစ်ပြီးရောဆိုပြီးတော့ဆွဲဆိုင်လိုက်ကောဗီရာနဲ့ဆိုင်လို့ရတယ်ဗီရာအဲဗီရာနဲ့ကျက်စကူနဲ့စိုက်ရတယ်ကွာဆိုပြီးတော့ချလာကောနော်။အချားချားတာနဲ့ဖြစ်စီဟိုဟိုတင်ယူဘူးတာနဲ့ဖြစ်ဖြစ်ဖြစ်စီပေါ့နော်။အဲ့ဒီအသီးတရားတွေနဲ့ကျွန်တော်တို့ကသူကဗီရာ ပေးထားပေါ်မှာအဲဆိုတော့ကျက်ဆက်ကူပုံပြီးလို့ရှိရင်မှုမျိုးပုံပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကစိုက်လိုက်တဲ့အပိုင်းမှာအဲ့ကျမပေးတာအနုတွေရင်းနေစိုက်တဲ့လူကမတိရဲ့အချိန်လဲကြတော့ပေးတာအနုရောအရင်ရောပေးတာဖြစ်ပြီးတော့ဆွဲချပလဲကောနော်ဆွဲချပြီးစိုက်တဲ့အချိန်လဲကြတော့ဘာဖြစ်လဲဆိုတော့ငါးရက်တာကာလရင်းဆုံးပိတ်ရတာလीပိတ်ထားရအဲ့အချိန်မှာကျွန်တော်တို့ဘာမှဖွင့်လို့မရဖွင့်လို့မရတာဖြစ်တဲ့အတွက်ငါးရက်မြောက်နေ့နောက်ပိုင်း ဖွင့်မဲ့ခြင်းလဲကြောင်းဗေဒာအရင်နေဘောကမူကတော့ပြဿနာမရှိဘူးအောက်ကသူ့ထောက်ပံ့မှုကောင်းကောင်းပေးထားတယ်ဗေဒာအနုနဲ့ဟဲ့လဲခြင်းလဲကြောင်းငကိုရီကဗေဒာနုပါတယ်ဆိုမှအဘောကအပူက9ရက်လောက်အုပ်ထားရတယ်အဲ့ချိန်မှာခေါင်ကလဲလိုအပ်ထားတဲ့ပူပြီးနှိမ့်နေမယ်ဟိဆိုလို့ရှိရင်အထက်မှာအပူလောင်းကုန်အပူလောင်းကုန်တဲ့အချိန်ချင်းလဲကြောင်းအမပိန်ချုံရီးပုတ်ဆိုတာကအဲ့ပြဿနာကြီးဖြစ်လိမ့်မယ်ကျွန်တော်ထင်တာပြောပြတာနော်ကျွန်တော်အတွေ့အကြုံရဆိုပိန်ချုံရီးပုတ်တယ်ဆိုအဲ့ဒါပိန်ချုံတာက ပိန်ချုံးတယ်ဆိုတာဒီလိုအပူများတယ်ဆိုလို့ရှိရင် तू ကင်လိုက်ပြီဆိုတာနဲ့မှုလေးတွေကတော့ရုပ်ရက်ကြည့်လိုက်ရင်တင်းတင်းလေးတွေမှုမှုလုံးလေးတင်းတင်းလေးတွေဒါနဲ့ကင်လိုက်ပြီဆိုတာနဲ့ तू ကဘာဖြစ်တယ်လဲဆိုလို့ရှိရင်ကင်လိုက်တာနဲ့ तू ကအဲ့ဘယ်ကတော့အေးပြောအေးပြောတဲ့ပုံစံမျိုးအကင်မခံဘူးဒါနဲ့ရှေ့ဆက်ကြည့်တာဆိုရှေ့ဆက်လည်းမကြည့်ဘူးအဲ့တဖေးနဲ့ရိပုတ်လာတာနောက်တစ်ချက်ကအဲ့လိုမျိုးရိပုတ်ထားတာနောက်တစ်မျိုးရှိသေးတယ်သူကကျွန်တော်တို့ကခူးလက်ဆပေါင်မှာကျွန်တော်ကပထမတစ်ချိန်ထွက်ခူးလိုက်ကော ခူးလဲပြီးလဲပြီးလဲပြီးရောအဲ့ဒီခူးတဲ့အချိန်မှာရောရုတ်တရက်ကျွန်တော်တို့ကဘယ်လိုပြောရမလဲဆိုတော့တေချာစနစ်တကြမခူးဘဲနဲ့မှုတွေဒီတိုင်းလှည့်ချိုးတာတို့နော်မှုတွေဒီတိုင်းထုတ်လိုက်တာတို့ဆိုအောက်ကမှုအောက်မှာရှိတဲ့မှုသတိကြံခဲ့တဲ့မှုသတိလေးကနာတော့နာတော့တဲ့အချိန်လဲကျတော့အဲ့ဒီမှုသတိရည်ပြီးတော့ကြီးသွားတာအဲ့မှုသတိရည်ကြီးသွားတာကြီးသွားပြီးတော့ဘာဖြစ်တယ်လဲဆိုလို့ရှိရင်အေးအဲ့ဒါကပိန်ချုံးတာတော့မဟုတ်ဘူးအဲ့ကောင်ကြီးပုတ်သွားတာအဲ့ပိန်ချုံးတာကအဲ့ဒီမှုခူးရတယ်မဆိုင်ဘူးကြီးပုတ်တာကမှုခူးတဲ့အပိုင်း ပိန်ချုံးတယ်ဆိုတာကခုနပြဿနာအပူလောင်တဲ့ပြဿနာဖြစ်တယ်။နဲပိုးနဲ့ဟို sorry ခေါင်းနဲ့တားနီးနေတယ်တပိုင်းရနောက်တော့ကဘေဒါနဲ့ဆိုက်လို့ဘေဒါကလူလုံးကကြီးတဲ့အတွက်အောက်ကကြီး sporting တေချာမပေးနိုင်နဲ့အဲ့လိုဖြစ်တာဖြစ်လိမ့်မယ်။ကျေးဇူးတင်ပါတယ်။ခေါင်းရုံမကူမစားဆိုင်တာတဲ့အချို့မှုလုံးတွေပိန်ချုံးကိုကြီးပုံသွားတယ်။ကျွန်တော်ထင်တာပြောရင်တော့သူကဒီမှာကပိန်ချုံးတာနဲ့ကြီးပုံတာဆိုတော့နှစ်မျိုးသူကနှစ်ပိုင်းဖြစ်နေ။အဲ့ဒါကလေ။ ဲဒါနှစ်ပိုင်းဖြစ်နေပိန်ချုံတာပိန်ချုံတာတသက်တစ်ပိုင်းဗျကြီးပုတ်တာကြီးပုတ်တာတစ်ပိုင်းအဲနှစ်ပိုင်းခွဲလို့နှစ်ပိုင်းခွဲပြီးပြောရမယ်အပိုင်းရှိတယ်ဒါနဲ့အဲ तू ကဘာကုံညမ်းနဲ့စိုက်ထားလဲဘယ်ဒေသမှာလဲမသိဘူးအဲဒီလိုမျိုးပြဿနာတွေကဗီဒါပေါင်းတွေမှာအများဆုံးဖြစ်တာဒီလိုပြဿနာတွေကကျွန်တော်အတွေ့အကြုံရဗီဒါပေါင်းတွေမှာအများဆုံးဖြစ်တာဗီဒါဖြစ်ပြီးရောဆိုပြီးတော့ဆွဲဆိုင်လိုက်ကောဗီဒါနဲ့ဆိုင်လို့ရတယ်ဗီဒါအဲဗီဒါနဲ့ကျက်စကူနဲ့ဆိုင်ရတယ်ကွာဆိုပြီးတော့ချလာကောနော်အချားချားတာနဲ့ဖြစ်စီဟို သင်ယူဘူးတာနဲ့ဖြစ်ဖြစ်ဖြစ်ပါစေပေါ့နော်အဲ့ဒီအသီးတရားတွေနဲ့ကျွန်တော်တို့ကသူကပေးတာပေးတာပေါ်မှာအဲ့သူကချက်ဆက်ကူပုံပြီးလို့ရှိရင်မှုမျိုးပုံပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကစိုက်လိုက်တဲ့အပိုင်းမှာနော်အဲ့ဒီမှာပေးတာအမှုတွေရင်းနေစိုက်တဲ့လူကမသိရဲ့အချိန်လဲကြတော့ပေးတာကအမှုရောအရင်ရောပေးတာဖြစ်ပြီးရောဆိုဆွဲချပလဲပေါ့နော်ဆွဲချပြီးစိုက်တဲ့အချိန်လဲကြတော့ဘာဖြစ်လဲဆိုတော့ငားရတာကလာရင်းဆုံးပိတ်ရတာလीအ ပိတ်ထားတာအဲ့အချိန်မှာကျွန်တော်တို့ဘာမှဖွင့်လို့မရဖွင့်လို့မရတာဖြစ်တဲ့အတွက်ငိုင်းအမြောင်းနေနောက်ပိုင်းဖွင့်မဲ့ခြင်းလည်းကြောင်းဗီရာအရင်နေဘောကမိုးကတော့ပြဿနာမရှိဘူးအောက်ကသူ့ထောက်ပတ်မှုကောင်းကောင်းပေးထားတယ်ဗီရာအနုနဲ့ဟာလည်းခြင်းလည်းကြောင်းငကိုရီကဗီရာနုပါတယ်ဆိုမှအပေါ်ကအပူကငိုင်းရလောက်အုပ်ထားရတယ်အဲ့အချိန်မှာခေါင်ကလည်းလိုအပ်ထားတဲ့ပူပြီးနှိမ့်နေမယ်ဟိဆိုလို့ရှိရင်အထက်မှာအပူလောင်းကုန်အပူလောင်းကုန်တဲ့အချိန်ချင်းလည်းကြောင်းအမပင်ချုံကြီးပုံဆိုတာကအဲ့ပြဿနာကြီးဖြစ်လိမ့်မယ် ျွန်တော်ထင်တာပြောပြတာနော်ကျွန်တော်အတွေ့အကြုံရဆိုပိန်ချုံကြီးပုတ်တယ်ဆိုတော့အဲ့ဒါပိန်ချုံတာကပိန်ချုံတယ်ဆိုတာဒီလိုအပူများတယ်ဆိုလို့ရှိရင်သူကကင်လိုက်ပြီဆိုတာနဲ့မှုလေးတွေကတော့ရုပ်ရည်ကြည့်လိုက်ရင်တင်းတင်းလေးတွေမှုမှုလုံးလေးတင်းတင်းလေးတွေဒါနဲ့ကင်လိုက်ပြီဆိုတာနဲ့သူကဘာဖြစ်တယ်လဲဆိုလို့ရှိရင်ကင်လိုက်တာနဲ့သူကအဲ့ဘုကနာတော့အကြီးပြောအကြီးပြောတဲ့ပုံစံမျိုးအကင်မခံဘူးဒါနဲ့80ကြီးတာဆို80လည်းမကြီးဘူးအဲ့တဖေးနဲ့ကြီးပုတ်လာတာနောက်တစ်ချက်ကအဲ့လိုမျိုးကြီးပုတ်ထားတာနောက်တစ်မျိုးရှိသေးတယ် သူကကျွန်တော်တို့ကခူးလက်ဆပေါင်မှာကျွန်တော်ကပထမတစ်ချိန်ထွက်ခူးလိုက်ပေါ့ခူးလဲပြီးလဲပြီးလဲပြီးရောအဲ့ဒီခူးတဲ့ချိန်မှာရောရုတ်တရက်ကျွန်တော်တို့ကဘယ်လိုပြောရမလဲဆိုတော့တေချာစနစ်တရားမခူးဘဲနဲ့မှုတွေဒီတိုင်းလှဲ့ချိုးတာတို့နော်မှုတွေဒီတိုင်းထွက်လိုက်တာတို့ဆိုအောက်ကမှုအောက်မှာရှိတဲ့မှုသတိကြံခဲ့တဲ့မှုသတိလေးနဲ့နာတော့နာတော့တဲ့အချိန်လေးကျတော့အဲ့ဒီမှုသတိရတွေပြီးတော့ကြီးသွားတာအဲ့မှုသတိရကြီးသွားတာကြီးသွားပြီးတော့ဘာဖြစ်တယ်လဲဆိုလို့ရှိရင်အဲ့အဲ့ဒါကပိန်ချုံးတာတော့မဟုတ်ဘူးအဲ့ကောင်ကြီးပုတ်သွားတာ ်ပင်ချုံးတာကအဲ့ဒီမှုခူးနဲ့မဆိုင်ဘူးဘိဗုဒ္ဓါကမှုခူးတဲ့အပိုင်းပင်ချုံးတယ်ဆိုတာကခုနပြဿနာအပူလောင်တဲ့ပြဿနာဖြစ်နေနဲ့ပိုးနဲ့ဟော sorry ခေါင်းနဲ့တားနီးနေတယ်တပိုင်းရနောက်တော့ကဘေဒါနဲ့ဆိုက်လို့ဘေဒါကလူလုံးကကြီးတဲ့အတွက်အောက်ကကြီးစပိုတင်းသေချာမပေးနိုင်နဲ့အဲ့လိုဖြစ်တာဖြစ်လိမ့်မယ်ကျေးဇူးတင်ပါတယ်အော်ယုံမူကူမှာစဆိုင်တဲ့လူတွေအတွက်နော်အပူချိန်နဲ့ဆိုတိုင်းစားအောင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့တိုက်တန်ဒီလေးပြောပြခြင်း ဲ့တော့ခင်ဗျားတို့စိုက်ထားတဲ့မြေပေါင်ပေါ့ဗျာနော်မြေပေါင်မှာအပေါ်အမိုးစာလေးကိုလှက်လိုက်နော်အမိုးစာလေးလှက်လက်တစ်ချောင်းစာလေးပဲလက်ဒီလက်တစ်ချောင်းစာလေးအဲ့လိုရှင်အဲ့လက်လေးထိုးကြည့်လိုက်ထိုးကြည့်လို့ရှင်ကျွန်တော်ဒီလောက်ထိနော်ဒီရက်ဒီလောက်ထိဝင်သွားငါတို့ရှင်မှာဒီလက်ကခံစားမှုလေးနဲ့ပဲကျွန်တော်တို့ကတိုင်းတာနော်ဒီလက်ကကျွန်တော်တို့ကဝင်သွားလိုက်ကျွန်တော်တို့ဒီလက်ထိုးထည့်လိုက်တဲ့အချိန်မှာတိုင်းပူနေလားတိုင်းပူနေခင်ဗျားပို့ပေါင်းပြီးပူနေပြီနော်အပူချိန်များနေအဲ့ဒါဆိုအပူချိန်ရှော့ရတော့မယ် ဒါနဲ့လက်ကတာအေးနေလားအဲ့ဒါဆိုလို့ရှိရင်တော့ခမရပုံပေါ်ပါသည်ဟိုကအပူချိန်နေနေအဲ့လိုအပူတက်ရရှိဖို့အတွက်ကိုကျွန်တော်တို့ကလောက်အောင်အဲ့တော့နှစ်ပိုင်းဖြစ်သွားပြီနော်အပူချိန်နဲ့ခုနကဆိုတိုင်းစားနဲ့အဲ့နှစ်ပိုင်းအဲ့နှစ်ပိုင်းမှာအပူလက်ထိုးထည့်လိုက်လို့လက်ကတာပူနေလို့အပူလျှော့တာကပြဿနာမရှိဘူးဟိုဘက်ထိတ်နဲ့ဒီဘက်ထိတ်နဲ့အသားလေးနည်းနည်းချင်းလှက်ပေးလိုက် လေဝင်လေရွက်လေးနဲ့ဟိုဘက်နဲ့ဒီဘက်လေလေချောင်းလေးဖောက်လုတ်ပေးလိုက်လို့ဆိုလို့ရှိရင်အဲ့ဒီအပူကယော့ကျသွားလိမ့်မယ်အဲ့ဒါဆိုအဆင်ပြေတယ်ဒါမှမဟုတ်ကျွန်တော်တို့လက်ထိုးထည့်လိုက်တဲ့အချိန်မှာအေးနေပြီအေးနေတာဆိုအပူလိုလို့အေးတာပေါ့ဗျာအဲ့လိုအပူလိုအပ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလောက်ရခက်တယ်လောက်ရခက်တယ်ဘယ်လိုလောက်ရခက်ရလဲဆိုအဲ့အပူဒီထဲကိုအပူထည့်ဖို့တော့ကအဆင်မပြေဘူးမြေပုံကလေမြေပုံကအဆင်မပြေဘူးအခုလိုမိုးရွှဲပိုင်း အခုလိုမိုးတွင်ပိုင်းဆိုလို့ရှိရင်ကျွန်တော်ရန်ကုန်တို့အရာဝီတို့ဘက်မှာဆိုလို့ရှိရင်သူကအပေါ်မိုးရွာနောက်ကကြီးရလိုက်လာတယ်အောက်ကဆိုတိုင်းစားတဲ့ခါတည်းပါလာတာအောက်ကကြီးရလိုက်လာဖြစ်တဲ့အတွက်အဲ့မှုပုံတွေအေးပတ်အေးပတ်တယ်ဆိုလို့ရှိရင်မှုမြင်းတွေတန့်တော့နော်တရေတွေရှိနေတယ်တရေကူးရမယ့်အချိန်လဲတရေကမကူးနိုင်တော့ရှေ့ဆက်ပြီးတော့ကြီးထွားမှုနှုံတွေအကုန်လုံးကျသွားအဲအဲ့လိုပြဿနာမျိုးတွေကအခုနောက်တော့အေးတဲ့အချိန်တွေမှာအများသောအဖြစ်ဖြစ်တယ်ဆောင်းနေပိုင်းလည်းဖြစ်တယ်မိုးတွင်ပိုင်းလည်းဖြစ်တယ် အဲ့လိုမြေပောင်နေမှာကြလို့ရှင်အဲ့ဒီပောင်ချင်းတပောင်ချင်းအပူပေးဖို့တော့ဘလို့ပေးမလဲဘလို့မပေးမရအောင်ဆောင်းနေမိုင်းဆိုလို့ရှင်တော့ဘေးပတ်ဝန်းကျင်ကိုအဲ့ဒီအဲ့ဒီပောင်ပေးတွေမှာကျွန်တော်တို့ကအဲဟိုပါပေါ့အမိုက်ပုံလဲပြီးတော့မီးရှို့ပေးတာတို့ပြီးလို့ရှင်ကောက်ရိုးရှိတယ်ဆိုကောက်ရိုးတွေကိုအကုန်လုံးအဲ့ပေါ်ပုံပေးတာမျိုးလို့လုပ်လို့ရတယ်မိုးရိမ်းမိုင်းကြတော့အဲ့ပေါ်ဘောင်ပေါ်ကောက်ရိုးပုံမှုလဲအစံပြူးလေးဘိုးကရွာနေတာအဲအဲ့ကောက်ရိုးအပေါ်ကပုံပေးလိုက်လို့အဲ့ကောက်ရိုးကမိုးမီလဲပြီးတော့မိုးပေါင်းပို့ပြီးအေးပတ်တော့မှာ အဲ့အဲ့မျိုးလေးတွေရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကစံစာနဲ့လက်နဲ့အဲ့ဒီဘောင်လေးကိုအဲ့လိုတိုင်းလို့ရတယ်နော်ပြောချင်တာကအပူချိန်နဲ့ဆိုတိုင်းစာကိုတာဝန်မီတာမလိုဘဲနဲ့တဘောင်ချင်းအတွက်တာဝန်မီတာမလိုဘူးတာဝန်တဘောင်ချင်းနဲ့တာဝန်မီတာမလိုဘဲနဲ့လက်ကလေးထိုးထည့်လိုက်ပြီးတော့တိုင်းကြည့်လိုက်ကျွန်တော်တို့ခန္ဓာကိုယ်ကကျွန်တော်တို့ခန္ဓာကိုယ်ကလက်ခံနိုင်တဲ့အတိုင်းတာဆိုမှုပေါ်နဲ့လက်ခံနိုင်ခန္ဓာကိုယ်ကလက်လက်မခံနိုင်တဲ့အတိုင်းတာဆိုမှုပေါ်နဲ့လက်မခံနိုင် အဲ့တော့အပူအေးကိုအပူချိန်နဲ့ဆိုရင်းစာကိုဒီတိုင်းဒီနီးလေးနဲ့တိုင်းလို့ရတယ်လို့ပြောပြတာပါကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဝီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်